ွက်ပါဝင်ကစားတော့ကြမှာလည်းဖြစ်ပါတယ်။အိုမန်တင်းကတော့ဒီနေ့ပွဲစဉ်မှာပြိုတင်းရဲ့ကွင်းလေကစားသမားမူပါရက်ယူဆုကတော့ဝါကနကက်ပြည့်သွားခဲ့တာတကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလို့ဆိုရင်တော့မှားမယ်လို့တော့မထင်ပါဘူးခင်ဗျာ။ဒီနေ့ပွဲရဲ့နိုင်၃မှတ်ကတော့နောင်26မှာအာရှဖလားကိုတွားမယ်အခွင့်အရေးတော့ draw လေးခင်ဗျာ။ဝါရကမြန်ဖုံးရင်စနေအောင်မြောက်ကစားသမားကြီးဖြစ်ကတော့ပိတ်သက်တွေဒီနေ့ပွဲမှာတာဝန်ကျင်နေကြရလဲဖြစ်ပါတယ်။အာယူဆက်ကွန်အသင်းရဲ့ကစားသမားကြီးအနေနဲ့ကလည်းတာဝန်ကျင်ဖို့အတွက်တော့လိုအပ်နေတာပဲဖြစ်ပါတယ်။ ဆိုလို့ရှိရင်တော့ဖွဲ့ရတော့စတင်ပြီးတော့ရှင်းပြန်ရသားဖြစ်ပါတယ်။ကိုမဲတင်ကစာပြီးတော့တော့ရတာတွေမြ။လေပီးတာတွေတော့ကမကနေပေးထားတယ်။ဒီမှာဒီပဲပြရှင်းတာခင်ဗျာ။ဆူလိုက်မီ။ဝမ်မစလင်းတက်စကိုတိုင်ကနေပေးတယ်ဒါမလေး။ က်စလင်ရဲ့ပေးပို့မှုကတော့တိကျခင်ကြီးမရှိတာပဲဖြစ်ပါတယ်။မတိမကောင်းတဲ့ရှင်းလာတယ်။မတိမဖြစ်ပါတယ်။မမြကူကူကျုပ်ကံမိလာကကြက်ကောကောင်းတယ်ခင်ဗျာ။ဘောလုံးကျိုးတာလေ။ပိုင်ကောင်းတိုက်ခွင့်ရခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ ရှီယာပွဲစဉ်နှစ်ပွဲဆက်တိုက်ကောင်းတိုက်တွင်းကိုးတွေကိုပြုလုပ်ထားနိုင်ခဲ့တဲ့မျိုးခန့်ကျော်ဒီကြိမ်ကောင်းတိုက်ချက်ကတော့ဘောလုံးတွေလွှဲသွားခဲ့တာပဲဖြစ်ပါတယ်လာပြန်ပြောင်းတော့တင်းကောင်းဆောင်အောင်တီခကံမှာဖြစ်ပါတယ်မြန်မာအသင်းဂိုးဖြစ်ပြောင်းလဲနိုင်မလားဆိုတာကတော့ဒီကုံစရာတော့အကောင်းနေခဲ့တယ်ခင်ဗျာ မသိနေနေရတော့ကန်စလိုင်းကိုရှိရှိတိုးပြီးတော့အတားဖို့အတွက်ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်အောင်တီဟာဘလို့မြောင်နေတယ်လွလွဆွတ်ဘက်ကောင်းတယ်ဘီကိုဘီခင်ဗျာကျွန်တော်အစောပိုင်းမှာတင်ဆက်ခဲ့တဲ့မသိရဲ့ကောင်းတိုင်းကိုရီကိုသုံးမစတဲ့သွင်းမိရတဲ့တော်နမန်လေးမျိုးခန့်ကျော်ဖြစ်ပါတယ်။ဒါပေမဲ့မြင်တွေ့ရတဲ့နေထားမှာတော့ ကြည်ချက်တန်းကလူချုံမောဖြစ်သတ်မှတ်ထားရတာပဲဖြစ်ပါတယ်ကိုဆက်ဝရန်ကြီးမြမတင်းဥပန်တင်းရဲ့ဂိုးပိုက်သေးကိုဘလုံးရောက်သွားခဲ့ပြီမြင်ကောင်းတိုင်အဆုံးသက်ရမှာကောင်းမွန်တဲ့မျိုးခန့်ကျော်လူချုံနေထားမှာတော့ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်တကယ်ကိုနှမျောစရာကောင်းလွန်းတဲ့အခွင့်အရေးတစ်ခုပါပဲလူခန့်ကျော် ကြားလဲခွင့်ရေးကိုကောင်းမွန်ဆုံးဆုံးတက်ခဲ့ပြီမယ်လေပုံမှန်တင်းရဲ့လူကျွန်ထောင်ချောက်ကို ဖောက်ထွက်ရမှာတော့ယူကန်ကျော်လူကျွန်နေထားမှာရှိနေခဲ့ရကြအောင်စီချက်ထိုင်အောင်တီနေထားအောင်လူကျွန်ဘောပဲတမပေးခဲ့ရတော့ဒီမှာတော်တော်လေးနင်းနာစေခဲ့တဲ့အခွင့်ရေးတစ်ခုလိုပဲဆိုရမှာပဲဖြစ်ပါတယ်ဘဘရီကိုစောက်ရံရီ ဒီချိန်ချိန်မှာတော့ဒုတိယပိုင်းကိုပြင်လဲစတင်ရှင်းပြန်ကစားပြီးလည်းဖြစ်ပါတယ်။ဒီမှာတင်မယ်။မန်ဒီတက်စစတင်လာခဲ့ပြီလည်းဖြစ်ပါတယ်။ဘာချပါရာ၊ဂျာရာတင်မြတ်ဘာချပါရာပဲ။ဘာချပါရာ။အဲ့ဒီမှာတက်ခန်းစားမရီဒီဂျီထားပြီးပဲပြင်လဲရောက်ထားခဲ့တာပဲဖြစ်ပါတယ်။ညီတန်။မလဲညီတန်ကတော့အဝါခမဲလိုပေးခြင်းမရှိခဲ့တာပဲဖြစ်ပါတယ်။ဟော မြမြတူပြီးတော့ကနေပေးတယ်ဒီမဲ့ပြင်ရှင်းလိုက်ခင်ဗျာဝင်းဇော် and 2 by မာဒီတိုင်ဝဲကူပေါ်ဆောင်သွားနိုင်မလားကျွန်တော်ဆက်လက်ဆောင်ကြရမှာဖြစ်ပါတယ်အောင်တီးကကနေပေးတယ်အင်းအောင်ဒီအဘပြန်ဖားနေမှာအွန်ဒီယာကဲရနေဂိုးပြီခင်ဗျာအကြီးချိန်မှာတော့ဒီမှာတင်း လိုအပ်နေတဲ့ဦးဆောင်မတော့ခဲစကအောင်တီကတော်မလို့ကန်သွင်းပြီးတော့ရှာဖွေပေးတော့ခဲ့ပြီလည်းဖြစ်ပါတယ်အကယ်ဟိုလှပတေးတလုံးနဲ့ကန်ချက်တခုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်အောင်တီကရလာတဲ့ခွေရေးကိုဖေချင်နဲ့ညာချင်းအနေကောင်းမလို့ဆုံးသက်ပြီးတော့မာတင်ရဲ့ပရိသတ်တွေလိုအပ်နေတဲ့စောင့်မျှော်နေတဲ့အတွင်းကိုတခုတော့အောင်တီကရှာဖွေပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ် ကဲ ਉਹ လှပတေတက်လုံးနဲ့သွင်းကိုတကိုးပါပဲခင်ဗျာ။အော်တီဟာတင်းအောင်တော့ပြပြပဲတောင်းဝင်ကျေသွားနဲ့ဒီမှာတင်းတို့သွင်းကိုတကိုးတော့လက်ရှိချိန်မှာဆက်လက်ပပပဲရှာဖွေပေးသွားနိုင်ကြရလဲဖြစ်ပါတယ်။မာဒီမေမာဒီပြန်ရှင်းထုတ်ထားပဲဖြစ်ပါတယ်။ ဒူဘိုင်ဒါပဲလေဟိုမှာတည်းခန်းစားမတွေဒူဘိုင်တော့လို့ဖေးတာချင်းမရှိတာပဲဖြစ်ပါတယ်ဒူဘိုင်တို့ပေးတာလေမာတင်းမဲလင်းရောင်ပြီးတော့တို့ပေးတာလေကောက်တိုင်းလေဂိုးပြန်ပြီနော်အကြီးချိန်မှာတော့မာတင်းဒူရီယာမြောက်ဦးဆောင်ဖို့ရာယူသွားနိုင်ခဲ့ပြီလေဖြစ်ပါတယ်တိုင်းစကညီညီသက်ကြာလာတဲ့ခွင့်ရေးကိုကောင်းမှုဆုံးကောင်းတဲ့အဆုံးတက်ပြီးတော့ဒီမှာအတင်းတို့ဒူရီယာမြောက်ဦးဆောင်ဖို့ရှာပွေပေးသွားနိုင်ခဲ့ရလေဖြစ်ပါတယ် ်ဂဲအိုဒုမနာကွင်းထဲမှာတော့ပျော်စရာကြိုက်တဲ့နေရာတော့ဒုတိယပိုင်းရောက်မှာတော့ဒီမှာတရကစားသမားတွေဖန်ပြီးပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။မာလူငယ်စားမလေးရဲ့ပစုံမင်းစ조사မှုတွေကတော့ကျွန်တော်တွေတကယ်ကိုအတိမပြုတ်အောင်ဖြစ်ပြီးတော့ဒီချိန်မှာလဲလင်းရောင်ရဲ့ဖန်ပြီးပေးဖို့မှုကိုညီညီတက်မာဝင်ပြီးစုံတက်ပြီးတော့ဒီမှာတင်းတို့ကဒုတိယမြောက်ဦးဆောင်ကိုရယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ င်နေအောင်ရင်နေအောင်မဲရာသီမဲရင်နေအောင်လှစ်လာပေါ့ပဲကြော်ပြက်လာပြီပါတယ်မလုံးမတင်ခန်းစားမှာရင်နေအောင်ကျွန်တော်တာစီထားနိုင်ကြတာပဲဖြစ်ပါတယ်ရင်နေအောင်မဲတကယ်နေဂိုလေးကိုကောင်းမွန်တဲ့ကန်ချက်တစ်ခုကိုကျွန်တော်တွေထပ်မံပြီးတော့မြင်တွေ့ကြရတာပဲဖြစ်ပါတယ်တိုက်စစ်ကစားသမားရင်နေအောင်ဂူရီယာထိတ်ကနေပြီးတော့ဒီဘေချီကန်ချက်ကတော့တော်ကြီးကို ကောင်းမွန်ခဲ့တာဖြစ်ပြီးတော့ဘာရန်ထိပ်ပြီးတော့ထွက်သွားခဲ့တာဖြစ်တဲ့တကြောင်လို့မြမသင်းတတိယမြောက်ဥဆောင်ကိုနေတော့ဝေကောတော့ခဲ့ရတာပဲဖြစ်ပါလေကိုဆက်ဝေရန်ဟင်ဟောပါလေကိုပြဖုံးရေဒုတိယပိုင်းမှာသူ့ရဲ့အရင်းညွဲ့တွေလှပကြော်ဖြတ်မှုတွေနဲ့အိုမန်တင်းရဲ့ခန်းစစ်ကိုတောချောက်တုတ်ကပေးနေတဲ့ရဲနိုင်အောင်ဒီချိန်မှာရလာတဲ့အခွင့်အရေးကို area ပြင်ဘက်ကနေညီမချအဆုံးတက်ခဲ့ပြီမယ်လေသူ့ရဲ့ကန်ချက်ကတော့ကိုဘောနဲ့ TV ထွက်သွားခဲ့တာကြောင့်သူ့ရဲ့သုံးပွဲဆက်တင်းကိုရနိုင်မဲ့ခွင့်အရေးကတော့နေငယ်လေးကလွဲသွားခဲ့ရပဲဆိုရမယ်ပဲဖြစ်ပါတယ်ဟုတ်ပါတယ် တော့ရှောက်စုသူတို့ကိုသွင်းချီတွေ့နေခဲ့တဲ့ရှင်းနေအောင်သူရဲ့ကန်ချက်ကတော့ဘာရန်ထိပ်ပြီးတော့ထွက်ခဲ့တာဖြစ်တော့ကြောင်းမလို့သူ့အတွက်ရောမြမအတင်းအတွက်ပါနှစ်နာခဲ့ရတာပဲဖြစ်ပါတယ်ကုသဝကင်ပေးသွားမယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့နောက်ဆုံးပွဲစဉ်ကိုတော့နိုမာလာ30ရဲ့နေ့4နာရီချိန်တူနာကွင်းထဲမှာစီးပြအသင်းနဲ့ရှင်းမဲ့ကစားရမှာလည်းဖြစ်ပါတယ်။အနည်းဆုံးရမတ်တမတ်ရယုံတဲ့ညီမအသင်းအနေနဲ့ကတော့အရှာဖလားစီကိုတော့ရောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဒီပွဲစဉ်မှာ ကစားပုံကျဲတဲ့နေတဲ့ပါရှာပါတာတန်ဝါတဏီနဲ့တော့ကွင်းလေတိုင်းကတော့ကွင်းထဲကနေထုတ်ပယ်လိုက်ပြီပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဇော်ပိုင်းမှာလည်းကြပြပြသားဒီပေးချင်းကိုခံထားရတယ်ပါရှာပါတာဒုတိယမြောက်ပါတယ်။ပိတ်တယ်။ထိခဲ့တာပဲဖြစ်ပါတယ်။ဒုခန့်ကျော်ပိတ်ဖို့ကြိုးစားခဲ့ပြီမဲ့လေဘလုံးနဲ့တေချာမထိခဲ့တာကြောင့်ခွေရီတစ်ခုဖြစ်တော့မာတင်ပြောင်းလဲနိုင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ ောက်ပြီးဆုံးမွားလဲစကတ်မိုင်းလောက်တာလိုအပ်တော့တယ်ဆိုပေမဲ့ကျွန်တော်အစီအကံတက်ဆက်နေစေတွေးပါပဲမာတင်နဲ့အိုမန်တင်းတို့ရဲ့ပွဲစားချိန်ကပြီးဆုံးတော့ခဲ့ပြီဖြစ်ပါတယ်အဖွဲ့ပြီးဆုံးသွားတဲ့အချိန်မှာတော့မြန်မာတင်းကနှစ်ကိုးခိုးပြီဆိုတဲ့ဇက်လက်တစ်ခုနဲ့အနိုင်ရပြီးတော့မပေးစရာရဲ့စစ်တစ်နေရာကိုရမှတ်ကိုမန်နဲ့တက်လန်းခဲ့ပြီဖြစ်ပါတယ်ကိုဆက်ဝေရင် KO ကျော်ရှင်ရကောင်းတဲ့အခိုက်အတန့်တစ်ခုကိုတော့မြန်မာလူငယ်တွေမြန်မာပရိသတ်တွေတို့ကဖန်တီးပေးခဲ့ပြီလည်းဖြစ်ပါတယ်တုံးပွဲဆက်ကိုနိုင်ပွဲရယူပြီးတော့ နောက်26ခုနှစ် sorry arabia မှာကျင်းပမဲ့အာရှယူဆက်ကွန်ဖလားပြန်ပွဲကိုတော်ရဖို့တော်ပါတော့မြန်မာအသင်း draw လေးအခြေအနေကောင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်ဟုတ်ပါရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကတော့လာမယ့်ဒိုမာလာ30ရက်နေ့ညနေ4နာရီတူနာကွင်းမှာရှင်မြိုင်ကစားဖို့ရှိနေရပဲဖြစ်ပါတယ်ဆိုပါပွဲစဉ်ကတော့မြန်မာအသင်းနဲ့ Syria အသင်းတို့ထိတ်တိုက်တွေ့ဆုံမှာဖြစ်ပြီးတော့ reader channel ရုပ်သံ line pion play application နဲ့ pion facebook youtube channel တို့ကနေ direct ထုတ်လွှင့်ပြသပေးတော့မှာဖြစ်တဲ့ဆိုတဲ့အကြောင်းလဲအခုတွေကပြည်သက်တွေကိုချုပ်တင်သင်ကောင်းပါခဲ့ကြပါတယ်ခင်ဗျာ